ဒီနည်းနည်းသွားကြအောင်လို့ဆိုတော့မနေ့ကဘုရားပိတန်ဒီ6ပါဘုရားပိတန်6ပါဆိုတာဘာရင်တော့ဆိုတော့ပထမဇန်ဘုရားဘုရားကပထမဇန်ဘုရားဒုတိယဇန်တတိယဇန်သုတ္တဇန်ပြည့်စုံပါတယ်အဲ့ဒါက5ပါဟုတ်လားယုတ်ပဋိတန်ဒီလိုပေါ်တယ်ဇူးတန်တော်ကကလတ်ဒါလေးပါထည့်လိုက်နော်အဲ့ဒါဒီလိုက်ပါပြီမှာတော့6ပါနော်ဘုရားပိတန်ဒီ6ပါကိုမြန်မာနိုင်ငံမှာရရည်လားရရည်နော်အတိညာတ္တဒီက ရုပ်နဲ့ပဋိသင်္ဍနေနေတယ်ရုပ်ဆိုတဲ့နေရာမှာဘာရုပ်လို့ဆိုသီဝိဒနောကကလတ်ရုပ်လေးနော်ဟောပါလားသီဝိဒနောကကလတ်ရုပ်လေးနဲ့ပဋိသင်္ဍနေတယ်အဲ့ဒါနောက်မှဓာတ်ရဲ့ပါလိမ့်ဒီမှာတော့ဘယ်ရုပ်နဲ့လို့မပါဘူးပေါ့နော်အဲ့တော့သီဝိဒနောကကလတ်ရုပ်လေးနဲ့ပဋိသင်္ဍနေတယ်ဘဝင်ကြတယ်သုတိကြတယ်ပေါ့ဟုတ်လားဟဲ့အဲ့တော့ပေါင်းလိုက်လို့ညာရူပပဋိသင်္ဍနေ6ပါးရှိပါတယ်အဲ့တော့ဘယ်ပဋိသင်္ဍနေနဲ့ဘယ်ဘုံသားတွေပဋိသင်္ဍနေကြတယ်ဆိုတော့ကိုယ်ကမှတ်ခဲ့ဒါသီးရပါလိရရင်လည်း ရတယ်ဟုတ်လားဟုတ်ကဲ့သူတို့ကပြည်တန်နေနေလာပြောကြဘဝမှာရှင်တန်ကြအောင်ရှင်တန်တဲ့ကမှာသူတို့တက်တန်းနေဘယ်လောက်ရှိတော့ပြောပြတယ်ပေါ့နော်ပြောပြလို့ကြပထမဇန်ဘုံသား၃ဘုံဆိုလို့ရှိရင်တော့အတင်ချီရကတ်နေပြောပါတယ်ဟုတ်လားဟဲ့အဲ့တော့ပထမဇန်ဘုံသားတွေအောက်ဆုံးဖြစ်တဲ့ဓမ္မပါဠိပုဇာဆိုရင်အတင်ချီရကတ်ရဲ့၃ဘုံတစ်ဘုံမှန်သက်ရှိတယ်ဟုတ်လားဟဲ့ဒုတိယဇန်ဘုံတော့ပထမဇန်ဘုံသားရဲ့အလေပုဂ္ဂိုလ်ကတော့မာအတင်ချီရကတ်ရဲ့တဝက် နှစ်ပုံးတဘုံပေါ့ပြောကြရတာเนาะဘုံကောင်းကြတော့တင်ချင်ရကအပြည့်ပေါ့เนาะလက်ရှိပါတယ်နောက်ကဟွာဒီကြတော့ညာမဟာကတ်နဲ့တွေ့တယ်ပေါ့เนาะပထမဇန်သား၃ပုံဆိုလို့ရှင်တင်ချင်ရကနဲ့တွေ့တော့ညာဒုတိယဇန်သားတတိယဇန်သုတ္တဇန်ပုံသားเนาะအဲ့ဒီပုံသားတွေတွေ့ကြပါဘာမတတ်မှလည်းဖြင့်မဟာကတ်နဲ့တတန်းတွေ့တယ်ဟုတ်လားအဲ့ဒါကိုတင်းကျုံပါမြန်ရရင်ဟိုလိုက်အဲ့ဒါသူတို့ပြန်မပြောတော့ဘူးအဲ့တော့အချင်းကျုံမှတ်ထားမှာဒီ ပရမဇန်ဘုံသား၃ဘုံဆိုတော့အတင်ချီရကန်နဲ့အသက်တော်တဲ့နော်ဒုတိယဇန်တတိယဇန်စတုတ္ထဇန်ဘုံသားတွေပဲဆိုလို့ချင်းမဟာကတ်နဲ့အသက်တော်ပဲလို့လူတွေမှတ်ထားပါဘောနော်ဒေနာကုသအာရုဘဝိညာဉ်တွေ၄ပါရာအာရုဘဝိညာဉ်တွေ၄ပါအာရုဘဝိညာဉ်တွေ၄ပါပရမရောဂါတိဝိပါဒာတိပရမရောဂါတိဝိပါဒာတိ စတဲ့နော်အာရမတ်ဓမ္မမိဟယနာမဓမ္မလုံးပါလိမ့်ပါဓမ္မလုံးပါဆိုင်တော်ဝိပတ်လေးလို့ရှိတယ်ပေါ့အာကန္တယနာဘုရားဝိညာဉ်ဉာဏ်ယနာဘုရားအာငိညာယနာဘုရားဒီဝဉာဏ်ဉာဏ်ယနာဝိပတ်အဲ့ဒီဝိပတ်စိတ်လေးပါဟာဘုရားဘုရားလုံးပါလိမ့်ဘူးဘုရားလုံးပါဆိုင်တော်ဘုံဒီမှာစဉ်တိုင်းဖြစ်တယ်တော့ဘုရားအာကန္တယနာဘုရားဒီအာကန္တယနာဘုရားပေါ့ဒီလိုပါနော်အာကန္တယနာဘုရားအတွက် လိလတိစိတ်ဆိုရင်အာသလဉာဏဝိပတ်ဝိညာဉ်ဉာဏဘုံသားလို့ဆိုရင်ဝိညာဉ်ဉာဏဝိပတ်စိတ်နော်အာဂေဉာဏဘုံသားလို့ဆိုရင်အာဂေဉာဏဝိပတ်စိတ်ဒီဝါဉာဏဉာဏဘုံသားလို့ဆိုရင်ဒီဝါဉာဏဉာဏဝိပတ်စိတ်တို့သည်ပရိတန်တိစိတ်ဘုံစိတ်သုတိစိတ်ဆိုမြင်သိကြပါလေအဲ့တော့အရူပဝိတန်လေးမျိုးသာသိလာရဲ့အရူပဝိပတ်လေးပါးကိုပြောရတာပါပဲဟုတ်ကြရဲ့အရူပဝိပတ်လေးပါးကိုတို့ဘုံတိုင်းတွေ့ပေါ့ အာဂန္ဒယနာဘုံသားပဲဆိုရင်အာဂန္ဒယနာဝိပဝိညာဉ်ဒယနာဘုံသားဆိုရင်ဝိညာဉ်ဒယနာဝိပသရရဲ့ဆင်းနိုင်တွေ့လိုက်ပါခက်လားအခက်ပါအဲ့ဒီပုဂ္ဂိုလ်ရဲ့အတ္တန်ကိုကြည့်ရအောင်ဒေတုဗနာဒေတုဗနာဘာဝနာသေနာဘုံရေယတတိပါဒံတိဘာဒနာလေးဘုံနာဝိညာဉ်ဒယနာဝိပ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 ဝိညာဉ်ဒယ

ံမမာနာသီဥဒိဝါဒရာဒါဝိမာရမနောတိဓမ္မာကတ်နော်ဘယ်နည်းမြင့်တာမဟာကတ်နှစ်တောင်းတော့သက်ဒီအများကြီးရှိအဲ့ရောက်သွားပြီဆိုဘုရားမွန်တာမူဒီတရားမွန်တာမူဒီလို့ဖြစ်သွားနော်အဲ့ရောက်သူ့ကိုကြတော့ဝါရီနဲ့ထည့်ထားနော်ဘာလို့လက်ပြည့်စပါးရောထည့်ထားတယ်မဟုတ်လားလက်ပြည့်စပါးထည့်ထားမလားဘာလို့လက်ပြည့်စပါးလေးကိုပါတယ်ဟင်လက်ပြည့်စပါးလေးကို ဟင်ဒီကာယုနဲ့ဖြစ်လာမဲ့ဆံမိစ္ဆာဉာဏ်ရှိဉာဏ်ရှိတာဉာဏ်ရှိတာဉာဏ်ရှိတာဘုရားမြဖြစ်ကျမ်းဂန်နဲ့ဒီရမြစ်ရှင်မှာနေုပ်ဒီစာဟင်ဘုရားဘုရားပဲတော်ရည်နော်ဘုရားဘုန်းတဲ့ဒီမှာအမေမှာဖြစ်နေပုဂ္ဂိုလ်လေးလို့နော်ဒီကာယုနဲ့ဆိုအခုဒီအသက်ရှိတဲ့နိုင်ကြီးဖြစ်တာလေနော်ဒီပုဂ္ဂိုလ်ရတယ်ပဲဟောပါပဲ ရမ်းမြစ်စင်မာတွေမှာမအောင်နော်ရမ်းမြစ်စင်မာကအရက်ကွာဒီအရက်တွေတော့အပြစ်ဖြစ်နေပါဘူးအတ္တကြီးရဲ့ရှင်ရယ်ဘုရားပေါ်နေမသိဘုရားပေါ်နေမသိနော်အားရမှုလို့ပြောလို့ဒီသာဘုရားတရားဟောခံနေတဲ့အခါဘယ်သူ့ကိုအရင်ဟောရပါမလဲဆိုလို့ရသာဘုရားကစဉ်းစားတော့ဘယ်စဉ်းစားတော့ဘယ်လိုရအလာရရဲ့ဒီဥဒ္ဒကရဲ့ဒီဆိုတာရှိတယ်သူက ဒီမြတ်စွာဘုရားတောထုတ်လို့ကြတရားကျင့်မဟေးဆိုတော့တောထုတ်ပြီးတဲ့မှာတရားလိုက်ရတော့ကြအနာရယေဒီဥဒ္ဒကယေဒီလူတစ်ခါမှာလောကီဇာတိရောက်ကျင့်ခဲ့ဘူးเนาะဟုတ်လောကီညာမှာတော့ဆရာတင်ပြတဲ့အာထုတ်ဘူးဒါမဲ့လို့အဲ့ဒီသူတို့အာထုတ်ထားတဲ့ဇာညာအလောက်ကြီးနည်းနည်းမဟုတ်ဘူးဆိုတော့အဲဇာတော့ဒါဘုရားပြုလို့နိလန်မဟုတ်ဘူးဆိုတော့သူတို့အနာရယေဒီဥဒ္ဒကယေဒီလူရတဲ့ဟာတွေဆိုတော့ရတာရတာလို့ရအဲ့ဒါတော့ တရားဖြစ်ဖို့လည်းလမ်းလောက်မဟုတ်ဘူးဆွတ်ငယ်เนาะဆွတ်ငယ်ပြီးတော့ဆက်လက်အားထုတ်လိုက်တဲ့အခါကျမှတရားရသွားတယ်ပေါ့เนาะမြန်စွာဘုရားဖြစ်ကြောင်းသဗ္ဗိမာန်ဉာဏ်ဖြစ်ကြောင်းတရားရသွားတယ်ရသွားပြီးတော့မှမြန်စွာဘုရားကဒီငါဒီတရားတွေရပြီပြီဒီတရားတွေငါဘယ်သူအရင်ဆုံးဟောပါမလဲမသိဘူးဆိုပြီးတော့ပြန်စဉ်းစားစဉ်းစားကြဒီတော့တော့ပြောတဲ့ဒီလောကီဇံကိုသူ့အသင်ပေးခဲ့တယ်ပေါ့เนาะလောကီဇံကိုသင်ပေးခဲ့တဲ့တော့အာလာရယတိဥဒကယတိဆိုတဲ့ ဒီနမောသွားပြီးတော့မြင်တယ်မြင်သွားတော့じゃအင်းငါဒီကောင်းလေးကိုအရင်ဘယ်လိုဟောရင်ကောင်းမှာပဲလို့သူစဉ်းစားလိုက်စဉ်းစားလိုက်တဲ့အချိန်မှာပဲမမြင်ကိုရနာတော့ပါမမြင်ကိုရောင်ဖြောက်ပြီးပြောတာပေါ့နော်ဒါအဲ့လိုရပြန်တော်မူသွားပြီအဲ့ဒီလေးတွေပြန်တော်မူသွားပြီပေါ့ဟုတ်ပါဘူးအဲ့ဒီချိုးကြတော့ချိုးကြခုနှစ်လောက်တဲ့တစ်ပါးညာ လုံးခဲ့တဲ့ခွန်မြတ်ကပြန်လို့သွားတာတဘာရတော့မင်းညမှာပြန်လို့သွားတာကိုပြောရတာနော်အဲ့လိုပြောရရင်အော်စဉ်းစားရရင်ဟောဟုတ်တာပါလားသူတို့တွေပြန်လို့သွားပါလေလားအဲ့လိုပြန်လို့သွားတဲ့အခါမှာမြတ်စွာဘုရားကဒီစိတ်မကောင်းဖြစ်ပြီဗျာစကားထွက်သွားငါကတော့မာဇာနီယောခေါ်ရှုံးကြီးရှုံးရလိမ့်မလိုက်သူတို့ကဘယ်ရောက်တော့ဒီမြမကြီးရောက်တော့ဒီခုအလုပ်ပါတွေမှာဖြစ်သွားကြတာနော်အဲ့တော့မာဇာနီယောကိုသူတို့ရှုံးကြီးရှုံးရတယ်ဘာလို့ရှုံးရလဲဆိုတော့ ်ငါဟောမယ်နေရာကိုနာဟောမရှိတော့ဘူးသူတို့တကယ်လို့များနာဟောရင်သူတို့ကဉာဏ်မနံမောင်းတဲ့အတွက်တရားဒီချာပြီးကြမှာလို့ခုကြတော့ဒီအလိုဘဝရောက်တော့သူတို့တရားနဲ့နာလို့များငါလည်းတွေ့ကွာမရတော့အဲ့လိုကရှုံးကြီးရှုံးရတယ်ဆိုမြတ်စွာဘုရားကမိဒီစကားတွေထွက်သွားတာပေါ့နော်အဲ့တော့ဒီရက်တွေဟာဟိုဘုံနေနဲ့ကောင်းမြတ်တော်ဘုံဖြစ်ပေမဲ့လို့အရက်အနေနဲ့ကြတော့ ုစီတဲ့အရာကိုဖြစ်သွားတယ်ပေါ့နော်။အဲလိုရေးချင်အောင်ဆိုတော့လည်းဖျားမဝင်နဲ့ပုံမှန်မတည်တဲ့နေရာမျိုးရောက်သွားတယ်ပေါ့နော်။ကဲဒါပေါ့နော်။အဲတော့အနည်းလမ်းကိုကြည့်ပေါ့။မဟာကတ်2000နဲ့နော်။မဟာကတ်ကို2000။ကျွန်တော်အတင်ချင်ရကတ်တော့မတွက်နိုင်ပါဘူးဆိုမဟာကတ်ကိုတွက်နိုင်တယ်။ဆန်ကူလိုက်အတင်ချင်ရကတ်တော့မတင်ချင်ရတာတွက်လို့မရအောင်။အဲအတင်ချင်ရကတ်ကိုဘယ်လိုတွက်ပြရတော့ပေါ့။ဟောင်းညင်းစိအပေါ်ကြီးရှိတယ်။ဟောင်းညင်းစိဟောင်းညင်းစိကတည်းက ေဘလာကြီး။မနေ့နဲ့နေပြောတယ်။ဘာမှမနေနော်။ဘုံရင်းစေကို user နာနေရာတော့ရှိတယ်။နေရာမှာပုံထားလိုက် user နာနေရာတော့ရှိတယ်ဘုံရင်းစေကိုထားလိုက်။ user နာနေရာဆို user နာနေရာဆိုလည်းဝေးကုန်လိုက်။ဒီမှာဒီကောင် user နာ user နာကို16万円72万円ပြေးကြတယ်เนาะအဲ့တော့အဲ့လောက်မိုင်းဘောကတော့ရှိတယ်ဘုံရင်းစေဘုံကြီးပေါ့နော်ဘုံရင်းစေဘုံကဒီဘုံရင်းစေဒီလိုနှမ်းသီးလာတော့မရှိဘူးကွာဟုတ်လားနှမ်းသီးရမှာနည်းနည်းသူ့ပဲကြီးသေးတယ်အဲ့လိုဘုံကြီးကို ပုံထားလိုက်ပါနော်အဲ့လိုပုံထားယူနာမြရတော့ပုံပုံထားပြီးတော့ကြအဲ့ဒီကစည်းတစည်းနှောက်နှောက်သွားကစည်းစည်းနှောက်တော့တနေ့မှတစ်ခါတော့ခံစားရတယ်နော်အနှစ်ပေါင်းနေရာနေကကစည်းနှုတ်နှုတ်ပြီးတော့ကြအဲ့ဒါကပုံသွားမယ်ဒီအစင်ချီရက်ရဲ့အရေးတော့မဟုတ်ဘူးဟုတ်လားဘာလို့လဲရှိဘယ်လိုလဲရှိနော်နော်အဲ့လိုမျိုးထိရှိပါတယ်တဲ့နော်အဲကြောင့်ဆိုအဲ့လိုအသက်ရှိတဲ့နေရာကြီးရောက်တော့ကြတယ် ုံညုံဘုရားဘုရားပွင့်တယ်လို့ဒီကယုံလည်းမရှိဘူးလို့လေနော်အတင်းညောင်းဒီအရုပါလို့ယုံလည်းမရှိဘူးတော့ဘာမှမြင်လည်းမမြင်အောင်ဖူးလည်းမဖူးအောင်လို့ပေါ့ကြားလည်းမကြားရအောင်ပြောမှာနော်အဲ့အမျိုးပြောတာနော်အဲမာဂတ်နှစ်တောင်းအောက်ကကြတော့ဝိညာဉ်တရားရင်ကကြတော့မာဂတ်၄တောင်းဝါကြတော့6တောင်းနှစ်၄၆တို့ကကြတော့နှစ်ဆတ်နှစ်ဆတ်မတက်ဘူးနော်ဘာကြတဲ့အဲဒီပဲနှစ်ဆတ်ဟိုနှစ်နှစ်ခုနှစ်ခုတို့ဆိုတာနှစ်ရဲ၄ရဲ၆ရဲ၆ပြောကြ ရှစ်မဟုတ်လဲရှစ်မဟုတ်တော့ပဲနေဝက်ရနေနေထုတ်နေသွားတယ်ဟာတော့သလူလာပြီးရှစ်တောင်းလေးတောင်းထုတ်နေသွားတယ်เนาะ1 4 6ဘောမှာရှစ်မှာတော့1 4 6 7 6 30เนี่ยရှစ်ရတက်ခဲ့เนาะဒါလေးဒီအဲနည်းနည်းဟိုသဘောပေါက်မှတ်ထားပါเนาะဒီမှာじゃနေဝက်ညနာညနာတို့ရတက်တန်းじゃတော့သလူလာပြီးဆိုတော့မာကတ်ရှစ်တောင်းလေးတောင်းเนี่ยဟုတ်ပြီလားဟဲ့ကဲဒီလောက်ဆိုတော့ရအောင်